ကောင်းပြီလားမင်္ဂလာပါဒီနေ့မီဒီယိုမှာတော့ဗုဒ္ဓဘာသာဝင်ရဲ့အရေးပါဆုံးရဟန်းတစ်ပါးဖြစ်တဲ့ရှင်သာရိပုတ္တရာလို့ခေါ်တဲ့ရှင်သရိပုတ္တရာရဲ့စိတ်ဝင်စားစရာအကြောင်းချို့ပဲဒီနေ့ဆွေးနွေးသမှာဖြစ်ပါတယ်ဒီထဲမှာဘယ်အကြောင်းကိုဆွေးနွေးသမှာလဲဆိုလို့ရှိရင်ရှင်သာရိပုတ္တရာကဘယ်အချိန်ကပေါ်ထွန်းခဲ့တာလဲပြီးတော့သူ့ရဲ့ယုတ်ထုပေါ့နော်ယုတ်ထုပေါ့ဒီနေ့ကိုယ်ခွဲနေတဲ့ယုတ်ထုကတကယ်ကိုပုံတူတဲ့ယုတ်ထုအစ်စ်လားပြီးတော့ဒီယုတ်ထုကိုဘယ်ဘယင်က ထုခဲ့တာလေဘဲခုနှစ်ခါထုခဲ့တာလေဆိုတာကိုဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီထဲမှာပေါ့နော် origin ကဘာလဲဆိုလို့ရှိရင်အဓိကမင်းပြောရမယ်ဆိုရင်အိန္ဒိယပဲဖြစ်တယ်ပေါ့နော်အိန္ဒိယပေါ့အိန္ဒိယမှာအဓိကအားဖြင့်ဆိုရင်ဘီဟာဘီဟာကအဓိကဒီနေရာမင်းဖြစ်တယ်ဘာလို့လဲဆိုတော့အိုက်ခဲအိုက်ခါမှာဆိုလို့ရှိရင်မာဂရတိုင်းရာဇဂျူမျိုးအဲအဲ့လိုမျိုးပြောတယ်ဆိုပေမဲ့လည်းဒီနေ့ခေတ်ကြီးမှာဒီလိုပဲပြင်ကြည့်ကြည့်ဒါကဘီဟာတဲ့မှာပဲရှိတယ်အဲဒါအဓိကမင်းပေါ့ပြီးတော့ Brahmin ပေါ့နော်သူတို့က Brahmin မျိုးနွယ်သူဖြစ်တယ်ဒီရှင်သာရိပုတ္တရာပေါ့နော်ရှင်သာရိပုတ္တရာက Brahmin မျိုးနွယ်သူဖြစ်တယ် Brahmin မျိုးနွယ်သူဖြစ်တယ်ဆိုပေမဲ့သူတို့က Brahmin ကနေတဆင့်ဗုဒ္ဓဘာသာကို convert လုပ်လာတာဖြစ်တယ်ပေါ့နော်ဒါကဒီသာရိပုတ္တရာကအဓိကမိန်ဗုဒ္ဓကိုဗုဒ္ဓဟောတာဖြစ်ဖို့အတွက်ကိုဥတည်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဥတည်တယ်ဆိုတာကဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဗုဒ္ဓဘာသာစတင်ဖြစ်ပေါ်တဲ့အထက်မှာသူကအဓိကမိန် role play လုပ်တယ်လို့ပြောလို့ရတယ်နောက်တစ်ယောက်ကကျတော့မောကလာပေါ့နော်သူရဲ့တငယ်ချင်းပေါ့ တို့ကဗြဟ္မဗြဟ္မင်းနေပေါ့နော်ဗြဟ္မင်းကဘယ်လိုပြောရမလဲဆိုလို့ရှိရင်အိန္ဒိယမှာလူမျိုးကြီး၄ခုခွဲတယ်ပေါ့နော်အမှန်တော့လူမျိုးကြီးဆိုတာတော့မဟုတ်ဘူးလူအတန်းစား၄ခုပေါ့နော်ဒီရနဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာပြပြလာနိုင်ရှိတယ်။ computer အချိန်ရိုင်း check cloud ကြည့်ပေါ့နော်အိန္ဒိယရဲ့လူမျိုးစုခွဲကြဘူးကျွန်တော်ပြပြလာတာရှိတယ်ပေါ့နော်ဒါဆိုရင် computer ရှင်းသွားမယ်လို့ထင်တယ်။ထပ်ပြီးတော့စဉ်းစားကြည့်ရတာကဘာလဲစဉ်းစားကြည့်ရတော့မဟုတ်ဘူးပေါ့နော်ထပ်ပြီးတော့ပေါ့နော်ထပ်ပြီးတော့ဒီထဲမှာသူ့ရဲ့နာမည်ဖြစ်ပေါ်လာတဲ့အကြောင်းပေါ့နော်နာမည်ဖြစ်ပေါ်လာတဲ့အကြောင်းကသူ့ရဲ့အဖေက ဘရာမင်ဖြစ်တဲ့အတွက်ကိုသူကသူဆမ်စကရစ်နာမည်နဲ့လာတာဖြစ်တယ်ပေါ့နော်ဗဒန်တာပေါ့နော်ပြီးရလို့ရှိရင်သူတို့အမိကကျတော့ရူပါစရီပေါ့နော်ရူပါစရီဒါကြောင့်စရီရဲ့သားဖြစ်တာပေါ့နော်သူတို့အမိနာမည်ရဲ့ထဲမှာသူတို့အမိနာမည်နဲ့မှာစရီပါတာအတွက်ကိုစရီထည့်ခြင်းဖြစ်တယ်ပြီးတော့ဟိုစရီရဲ့သားဖြစ်တဲ့အတွက်ပုတ္တရာပုတ္တရာဆိုတာကသားပေါ့နော်သားဒီအိန္ဒိယလိုပြောရဆိုလို့ရှိရင်ပုတ္တရာဆိုတာသားကိုပြောခြင်းဖြစ်တယ်ပေါ့ဒါကြောင့်စရီပုတ္တရာဆိုတဲ့နာမည်ထွက်ပေါ်လာခြင်းဖြစ်တယ်ပေါ့နော် ်ရှင်ဆိုတာကသူယဟန်ဖြစ်ပြီးွားมาထဲတာပေါ့เนาะသူတို့อ่ะပေါ့เนาะပုံနာဘွားပေါ့เนาะပုံနာဘွားပေါ့ဒီဘရာမင်နီပဲရှိတယ်မလားပုံဘရာမင်နီပဲရှိတဲ့အချိန်မှာရှင်မောင်္ဂလာ ਨੇ သူ ਨੇ ကကြတော့ ဒီစัญญาလို့ခေါ်တယ်ဗြဟ္မင်းရဲ့ပုံနာပေါ့နော်ပုံနာရှိမှသူတို့ပညာသိယူနေတဲ့လူတွေပဲရှိတယ်ပေါ့နော်အဲ့ဒီအဆင့်ပဲရှိသေးတယ်ဒါပေမဲ့သူတို့တွေကအဲ့ချိန်တွေကဝိပဿနာလမ်းစဉ်ကိုလိုချင်တာပေါ့ဝိပဿနာလမ်းစဉ်ဆိုတာအထက်ကိုပေါ့နော်ဒီကျွန်တော်ဒီ Sanskrit နဲ့ပတ်သက်တဲ့ဟာတွေကိုဖတ်တာပေါ့ဖတ်တဲ့အချိန်မှာဘာပြောလဲဆိုလို့ရှိရင်သူတို့နိဗ္ဗာန်ကိုလိုချင်တာပေါ့နော်နိဗ္ဗာန်လမ်းကိုလိုချင်တယ်ဆိုပြီးတော့လည်းဖော်ပြလာကြတယ်ပေါ့နော်ဒါကကျတော့ ဟိုတနေ့တိုင်းတနေ့တိုင်း watch ချင်းလည်းမတူဆိုတော့ pan ချင်းလည်းမတူပေါ့နော်ဖော်ပြလာတဲ့ပုံစံချင်းမတူအဲ့ချင်းကြတော့နားလည်းမှုချင်းလည်းတွင်နိုင်တယ်အဲခုနပြောသလိုပေါ့သူ့ရဲ့ဆရာတွေကအစမြန်မာနာမည်တွေနဲ့ကြတော့ကျွန်တော်လည်းမသိဒါပြောပြတာပေါ့နော်မြန်မာနာမည်တွေနဲ့မသိဘူးကျွန်တော်အိန္ဒိယနာမည်တွေနဲ့မသိတာအဲ့တော့အိန္ဒိယနာမည်တွေနဲ့မပြောပါလိုက်မှာပေါ့နော်နာမည်တန်းချင်းလွဲတာတွေရှိရင်ကျွန်တော်ခွင့်လွတ်ပါဘာလို့ဆိုတော့ဒီဟာကဒါ history ဘိုင်းနဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကိုဟိုတစ်ခါတလေကြားလို့ရှိရင်ဒါ India origin ဖြစ်တဲ့အတွက်ကျွန်တော်က အဲအိန္ဒိယနဲ့ပတ်သက်တဲ့စာတွေပေါ့နော်အိန္ဒိယနဲ့ပတ်သက်တဲ့စာတွေကိုကျွန်တော်လေ့လာဖတ်ရှုပြီးကျွန်တော်ပြောချင်းဖြစ်တယ်မြန်မာနဲ့ပတ်သက်တဲ့စာတွေကိုကျွန်တော်လေ့လာဖတ်ရှုပြီးပြောလာချင်းမဟုတ်ဘူးပေါ့နော်အဲ့ရှင်ကြတော့အလွယ်မှားလေးတွေဖြစ်နေဖြစ်နိုင်နေပေါ့နော်ကျွန်တော်ဒါကိုကြိုပြီး disclaimer အနေနဲ့ပြောပြလာတာပေါ့ပြီးတော့အစားကြီးပေါ့နော် အစားကြီးကဘာလဲဆိုလို့ရှိရင်ဗုဒ္ဓရဲ့တပည့်ပဲပေါ့နော်တပည့်ကသူကတစင်ဒီရှင်စာရိပုတ္တရာပေါ့နော်ရှင်စာရိပုတ္တရာကိုသူပြောပြတာဖြစ်တယ်ပေါ့နော်ပြောပြတဲ့အချိန်မှာသူဒီရရဲ့လမ်းစဉ်ကိုသူအရန်ကြိုက်ပြီးတော့ဗုဒ္ဓရှင်မှာသွားပြီးတော့တပည့်ခံတယ်ပေါ့ပထမဆုံးတပည့်လူတွေပြောလို့ရတယ်ပေါ့နော်ဒီရကနေစတာပေါ့ အဲ့တော့မှသူလိုက်ရတော့နေအောင်ရတယ်ဆိုပြီးတော့လည်းပေါ်ပြလာကြတယ်။ဒါကသူ့ရဲ့ origin story ပေါ့နော်။အဲ့တော့မှသူဘုရားဘာသာ standing ဖြစ်ဖို့အတွက်ပေါ့နော်ဒီဘာသာစပြီး standing ဖြစ်ဖို့အတွက်သူက origin ပုံစံမျိုးမှာအဓိက main role play ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပေါ်ပြလာခြင်းဖြစ်တယ်ပေါ့နော်။ diamond ပေါ့နော်။ဒီရဲမှာထူးဆန်းစရာဘာလဲဆိုလို့ရှိရင်အဓိက main ပေါ့နော်။အဓိက main ထူးဆန်းစရာဘာလဲဆိုရင်ရှင်စရိပုတ္တရာကဒီဗုဒ္ဓဘောထုံးတဲ့အချိန်မှာလည်းသူဘောထုံးနေပြီဆိုတာသိလာရတယ်ပေါ့နော်။ဒီ origin ကအဓိက main က ကြောင်းရင်းနဲ့လာဆက်မယ်လို့တူတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ audio ကိုပြောပြမှာ computer ရဲ့ဒီ video ရဲ့အဓိက main အကြောင်းနဲ့ဆက်ဆက်မိမယ်လို့ကျွန်တော်တို့မြင်မိတယ်ပေါ့နော်။သူအဲ့ချိန်လောက်မှာပေါ်တယ်ပေါ့နော်။ BC ငါဟိုဘယ်လိုပြမလဲ9 century ပေါ့5 century ပေါ့5 century ဆိုတော့ဘယ်လိုပြောရမလဲဆိုရင်ဒီနေ့ခင်းနဲ့ပြန်တွက်မယ်ဆိုတော့လွန်ခဲ့တဲ့အနှစ်2500ပေါ့နော်။2500ဝင်းကျင်လောက်ကပေါ်ခဲ့တဲ့ပုံစံတရားပေါ့။ပေါ်ခဲ့တဲ့ပုံစံတရားကဒီနေ့ကျွန်တော်တို့သူ့ရဲ့ရုပ်ထုတွေကိုဖုံးကြီးချောင်းတွေတော်တော်များများမှာကျွန်တော်တို့တွေ့ရဗုဒ္ဓဘာသာဝင်ဖုံးကြီးချောင်းတွေတော်တော်များများတွေ့ရ ိုင်မဲ့စဉ်းစားစရာ fact ကဘာလဲဆိုလို့ရှိရင်ဒီ curiosity ကိုကျွန်တော်တို့ break လုပ်တဲ့လူကဘယ်သူလဲဆိုလို့ရှိရင် Harry Flack เนาะ Harry Flack ဆိုတာကဘယ်သူလဲဆိုလို့ရှိရင် German က Indologist ပေါ့เนาะ Germany နိုင်ငံပေါ့เนาะ German Germany နိုင်ငံက Indologist Archaeologist လို့လည်းပြောလို့ရတယ်။သူက Germany နိုင်ငံဆိုပေမဲ့သူက India ရဲ့ origin ဖြစ်တယ်။ India ရဲ့ origin ဆိုတာကဘယ်လိုပြောရမလဲဆိုတော့အမေက India အဖေကတော့ Europe နိုင်ငံသားပေါ့เนาะဒီနှစ်ယောက်ကနေမွေးဖွားလာတဲ့လူတယောက်ပေါ့เนาะသူကအရင်ဆုံးဒီ India နဲ့ပတ်သက်တဲ့ဟာတွေကို သူလေ့လာတဲ့လူပေါ့နော် endologist လည်းဖြစ်တယ် archaeologist လည်းဖြစ်တယ်သူနဲ့ပတ်သက်တဲ့ဟိုလူရောမြဒီလိုမျိုး archaeologist နဲ့ပတ်သက်တဲ့ဟာတွေဆိုနဲတာမို့အထောက်ထားတွေပေါ့နော်သူရှာဖွေတွေ့ရှိလာတဲ့ဟာတွေပေါ့နော်ဒီထဲမှာသူအဓိက main ရှာဖွေလာတဲ့ဟာဆိုလို့ရှိရင်ရှာတွေ့လာတဲ့ဟာကအကြီးဆုံးဆိုပြီးတော့ပြောလို့ရပါဘူးနော်ဗုဒ္ဓဘုရားရဲ့ဘယ်လိုပြောမလဲဆိုအယိုးပေါ့နော်အယိုးကိုသူအိုးလေးနဲ့ထည့်ထားတာပေါ့နော်အဲ့ဒီအပေါ်မှာရေးရတဲ့စာအစသူဖတ်နိုင်တယ် So it is a genuine and unique inscription. Absolutely, yes. Sukitti bhāti nam सुखिति भाति नम uh, सभागिनिकानम सपुत्तदालानं यं सलिलनिधाने sa nidhane, sa स And then he He ran out of space and he added two letters yes, on top of it, uh, saying Yanam. အဲ့လောက်တော်တယ်ပေါ့နော်အဲ့လောက်တော်တယ်သူရှာတွေ့တာလားဖြစ်တယ်ပေါ့အဲ့တော့ तू ကဒီရကို तू ထပ်ပြီးရှာရတယ်ပေါ့နော်ရှာတဲ့အချိန်မှာ तू agenda keep ပေါ့နော် agenda ဆိုတာကဘယ်လိုပြောရမလဲဆိုရင်လိုင်းကောင်းပေါ့ agenda လိုင်းကောင်းကနေ तू ဒီရကိုစရင်းဖြစ်တယ်ပေါ့ဒီရနေဆက်ပြီးတော့ तू ဖော်ပြလာတာဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့ကိုးွယ်နေတယ်ဒီရှာရှင်ဒီရှင်စာရိပုတ္တရာပေါ့နော်ရှင်စာရိပုတ္တရာရဲ့ရုပ်ထုပေါ့ ယုတ်ထုကလုံးဝအစ်စ်မဟုတ်ပါဘူးဆိုတဲ့အကြောင်းရှင်သာရိပုတ္တရာပြန်လည်တော့မူဝါတယ်ဗောနောပြန်လည်တော့မူဝါတဲ့အချိန်က BC 900ဆွန်းဆွန်း6ဗောနော900နဲ့600ဝန်းကျင်အဲဝန်းကျင်လောက်ပဲရှိတယ်ဗောအဲ့ချိန်ကထပ်ပြီးတော့အနည်း900နေဝါမှဗောနောတစ်ဆန်ချူရီတစ်ဆန်ချူရီလောက်ရောက်မှလာလည်းဒီဟာကိုပုံထုခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောရကြတယ်။ပုံထုခြင်းဆိုတာကဘယ်လိုပုံထုလဲဆိုလို့ရှိရင်ပေါ့နော်ဒီဖျားရဲ့ပုံဖျားရဲ့ယုတ်ထု ပြီးပါလို့ရှိရင်အဓိကမင်းပေါ့နော်ကျွန်တော်ပြောရမယ်နော်ကျွန်တော်ဒီထဲမှာရှင်သာရိပုတ္တရာပဲပြောရမယ်ပေါ့နော်အဓိကမင်းပြီးရောမကျင်တော့ကျွန်တော်ရဲ့ဘိုင်းလေးကျွန်တော်ထပ်ပြီးတော့နောက်ဗီဒီယိုမှာပြောရမယ်ပေါ့နော်ရှင်သာရိပုတ္တရာရဲ့ယုတ်ထုသည်လောကစိတ်ကူးရင်ပုံယုတ်ထုဆိုတဲ့အကြောင်းကိုသူပြောရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဂန္ဓရာဆိုတဲ့ဟာပေါ့နော်ဂန္ဓရာဆိုတာကသူတို့ဟိုចမ်းကန်နေပေါ့ចမ်းကန်နေတဲ့မှာဆိုလို့ရှိရင်ရှင်သာရိပုတ္တရာရဲ့လုံးဝပေါ့နော်ဒီ original ပတ်သက်တဲ့အကြောင်းပေါ့ original ပတ်သက်တဲ့အကြောင်းဆိုတာသူ့ရဲ့ယုံကြည်တဲ့လမ်းပုံစံအကြောင်းကိုလုံးဝမပြောတာဘူး ဒါကိုဘဒူရီယာပုံထုလေဆိုရင်လွန်ခဲ့တဲ့အနှစ်900ပေါ့နော်သူပြိသူဘယ်လိုပြောမလဲပြန်လွန်တော်မူသွားပြီအနှစ်900လောက်နေမှဘသူကရုပ်ထုထုလေဆိုလို့ရှိရင် Greco Buddhist လို့ခေါ်တယ်ဗျာအဲ့ခစ်ပေါ့အဲ့ခစ်ဆိုတာ Greco Buddhist ဆိုတာကခက်တခက်ရှိနေတယ်ဒါကလည်းပုံတတ်ဘာသာဝင်နေမှာပေါ့နော်ဒီအကြောင်းပေါ့ Greco Buddhist အကြောင်းသိချင်ရင်ကျွန်တော် comment မှာပြီးကျွန်တော်ဒီအရမ်းနဲ့ပတ်သက်တဲ့ video လုပ်ပေးမှာပေါ့နော်အဲ့ခစ်မှာမှာ ပုံတူထုခြင်းဖြစ်တယ်ဆိုပြီးတော့သူကပေါ်ပြလာကြတယ်ပေါ့နော်။တရားကိုသူစိတ်ကူးရင်ပုံစံမျိုးနဲ့ပုံတူထုရတယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်။ပထမအဆုံးပုံတူထုရတယ်ဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်တရားကိုပမာတုံးလဲဆိုလို့ရှိရင်အရင်ဆုံး ကျွေပြားစီးတွေမှာတုံးနေဆိုတာကိုပြောပြလာကြတယ်ဒီကျွေပြားစီးမှာဆိုလို့ရှိရင်သူ့ရှိုက်ဟိုရှင်စာရိပုတ္တရာပေါ့နော်ရှင်စာရိပုတ္တရာကိုသူကဘယ်လိုထုတ်ထားလဲဆိုလို့ရှိရင် brahmin ပုံစံမျိုးပဲထုတ်ထားလဲဆိုတာကိုလည်းတချို့နေရာတွေမှာဖော်ပြလာကြတယ်ပေါ့နော်ဖော်ပြလာတယ်ဆိုတာကအဓိကအဖြစ်ကျွန်တော်ပြောရမှာဆို Harry Flock ပေါ့နော် Harry Flock ကဖော်ပြလာခြင်းဖြစ်တယ်ပေါ့နော်ဒီရုပ်ထုတော်ကိုဘသူကစပြီးထုတ်ခဲ့လဲဆိုလို့ရှိရင်ဘသူခင်မှာလဲဆိုရင် Kushan Empire ခင်မှာစပြီးထုတ်ခဲ့တာဖြစ်တယ်ပေါ့နော်စပြီးထုတ်ခဲ့တာဆိုတော့ အဲ120ခုပေါ့ AD ပေါ့အဲ့ချိန်မှာစပြီးထုတ်ခဲ့တယ်ဆိုပြီးသူကပေါ်ပြလာတယ်ဘယ်လိုပေါ်ပြလာလဲဆိုလို့ရှိရင်ပေါ့နော်အဓိက main ကဘယ်လိုလဲဆိုရင် cushion empire ဘယ်လောက်ကြီးလဲဆိုတာအရင်သိရမယ်ပေါ့နော် cushion empire ကဘယ်လောက်ကြီးလဲဆိုရင်လက်ရှိခေတ်မှာဆိုလို့ရှိရင် Bihar ပေါ့နော် Bihar ပြီးသွားလို့ရှိရင် Uttar Pradesh တွေပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဟိုဘာလဲ Pakistan Afghanistan ပြီးသွားလို့ရှိရင်တရုတ်ရဲ့အနောက်ပိုင်းပေါ့နော်တရုတ်ရဲ့အနောက်ပိုင်းနေရာအစသူပိုင်လာတာပေါ့အဲ့ empire ကြီးတစ်ခုလုံးပိုင်လာတယ် ဒါကိုဘယ်သူကပိုင်လဲဆိုရင်ကနေရှကပေါ့နော်ကင်းကနေရှကပေါ့ဘယင်ပေါ့နော်အဲ့ဘယင်ကပိုင်လာခြင်းဖြစ်တယ်ဒီဘယင်ကသူကဖျားတရားအရန်လုပ်တဲ့ဘယင်တပါဖြစ်တယ်ပေါ့နော်ပြီးတော့သူကဟိုဘယ်လိုပြောမလဲဖျားတွေအားလုံးယုံကြည်တယ်သူခက်မှာသူစီးပွားရေးကိုလည်းသူအထူးတလဲပေါ့အထူးအလုပ်လုပ်တယ်ပေါ့နော်စီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေကိုသူအရန်အလုပ်လုပ်တယ်ဆိုပြီးတော့လည်းဖော်ပြလာတယ်ဒီဘယင်ကဂရိကပညာရှင်တွေပေါ့နော်ဂရိကပညာရှင်တွေရိုမန်ကပညာရှင်တွေကိုသူကသူ့ရှိဖိတ်ပြီးတော့သူဒီလိုမျိုးပေါ့နော်ဒီ ရုပ်ထုစင်ထုတွေထုတ်တယ်ဆိုပြီးတော့လည်းဖော်ပြလာကြတယ်။သူ့ရဲ့အဓိကအားဖြင့်ကြွေပြားစီပေါ့နော်။သူ့ရဲ့ရွှေပြားတွေရွှေတင်ငန်းပြားတွေမှာဆိုလို့ရှိရင်ဒီဟင်ဒီရဲ့ဘုရားတွေပေါ့နော်စီပန်တို့အဲပြပါလို့ရှိရင်ဝိရှင်တို့ဒီအမန်တို့ပေါ့နော်ဒါနဲ့ပတ်သက်တဲ့ဟာတွေကိုလည်းသူထုတ်လာတာတွေသူဖော်ပြလာတယ်။ပြီးွားမှာပေါ့နော်ကျွန်တော်ခုနပြောသလို AD ပေါ့နော် AD 129ပေါ့129မှာဆိုလို့ရှိရင်ဒီ129ခုနှစ်ပေါ့เนาะ129ခုနှစ်မှာဆိုလို့ရှိရင်သူကပထမဦးဆုံးပေါ့เนาะဒီကြွေပြားစီတွေပေါ့ဒီကြွေပြားစီတွေမှာဒီ ဗုဒ္ဓရဲ့ပုံတော်တွေဗုဒ္ဓရဲ့ပုံတော်တွေပြီးွားလို့ရှိရင်ထပ်ပြီးတော့ဒီရှင်သရိပုတ္တရာပေါ့နော်ရှင်သာရိပုတ္တရာရဲ့ပုံတော်တွေထူလာခြင်းဖြစ်တယ်ပေါ့အဓိကမိန်ဗုဒ္ဓရဲ့ပုံတွေကိုဒီရွှေဒီခါပြားနေမှာတောင်းနေဆိုပြီးတော့လည်းဖော်ပြလာကြတယ်ထပ်ပြီး controversy တစ်ခုတော့တတ်သွားသေးတယ်ပေါ့နော်ဒီအရိယာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဒီဒေဂါမြတ်မှာရှိနေတဲ့ဗုဒ္ဓရဲ့ပုံတော်ပေါ့နော်ဗုဒ္ဓရဲ့ပုံတော်ကဆိုလို့ရှိရင် အဲဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒါကကျွန်တော်ဗုဒ္ဓနဲ့ပတ်သက်တဲ့ဗီဒီယိုမှာပြောတော့မှာပေါ့နော်ဒီထဲမှာကျွန်တော်ပုံမပြတော့ဘာလို့လဲဆိုတော့ controversy နည်းနည်းသိရရှိတယ်ဆိုတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်ပြီးတော့နောက်ဒီဗုဒ္ဓရုပ်ထုနဲ့ပတ်သက်တဲ့အကြောင်းကြမ်းမှကျွန်တော်ပြောမယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲဒီလိုမျိုးဖော်ပြလာတယ်အဲ့ဒါ controversy ဖြစ်သွားသေးတယ်ပေါ့နော်ပြီးွားမှာသူထပ်ပြီးတော့ဒီဘယင်ပေါ့နော်ဒီ Ganesh ကဘာလို့လဲဆိုလို့ရှိရင်ရုပ်ထုတွေထုပြီးတော့သူလောင်းဝဟိုဘယ်လိုပြောသူ့ရဲ့နန်းတော်မှာထားတယ်သူ့ရဲ့ဝင်းကျင်မှာထားတယ်ပေါ့နော် သူပြီးသွားမှာပေါ့နော်အဲ့ဒါကိုသူကထပ်ပြီးတော့ဗာနဲ့ထပ်ပြီးတော့ဟိုလောက်လဲဆိုလို့ရှိရင်အဂျန္တာကေပေါ့ကျွန်တော်ပြောတာအဂျန္တာရဲ့ဟိုအုတ်ကူပေါ့အုတ်ကူထဲမှာထုတ်ရတဲ့ပကြီတွေပေါ့နော်ပကြီတွေပကြီပုံကြီးကပကြီပုံကြီးကကြတော့လေ200ခုနဲ့ပေါ့နော်200ခုနဲ့မှာမှာခေါ်ရခြင်းဖြစ်တယ်ပြီးတော့ပေါ့နော်ရှင်စရိပုတ္တရာပြန်လုံတော့မူဝါပြီးတော့ပေါ့နော် BC 300ခေတ်ပေါ့နော် BC 300ဆိုလွန်ခဲ့တဲ့နှစ်2300ပေါ့အဲ့ခေတ်မှာဆိုလို့ရှိရင်ရှင်စရိပုတ္တရာရှိခဲ့တဲ့ဇေဒီတော်ပေါ့နော်ဇေဒီတော်က ဓာတ်တော်ပဲထည့်ထားတယ်ဆိုပြီးသူပြောပြတာလေဗောနော်ဓာတ်တော်ပဲထည့်ထားတယ်အဲ့ချိန်မှာအဲ့စီရီတော်မှာယုတ်ထုမရှိပါဘူးပြီးတော့ယုတ်ထုလည်းမရှိတယ်လို့ပြီးတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်သူ့ရဲ့ခြေရတော်တွေဗောနော်သူ့ရဲ့ခြေရတော်ကိုပဲထားပြီးတော့ဒီခြေရတော်စီရီတော်ဓာတ်တော်တွေကိုပဲသူတို့အဓိကဖူးထားခြင်းဖြစ်တယ်ဗောနော်ပြီးွားမှာသူ့ရဲ့ခစ်မှာဒီသရီပုတ္တရဝါရှိပါတယ်ဆိုတဲ့အကြောင်းတွေကိုသူယုတ်ထုထူလာခြင်းဖြစ်တယ်ဗောဒါကိုပြီးွားပြီးွားမှာဂုပ္တခစ်ဗောနော်ဂုပ္တခစ်ဆိုတာကဘယ်လိုပြောရမလဲဆိုလို့ရှိရင် AD 900ဆိုပေါ့နော် AD 900ဆိုကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းကိုသိချင်တယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုပေါ့နော်ကျွန်တော်ပေးရမယ်ပေါ့နော် computer အချိန်တိုင်း check လုပ်ကြည့်ပေါ့နော်အိန္ဒိယရဲ့ culture ကိုအရန်တိုးတက်အောင်လုပ်တဲ့ဘယင်းနဲ့မှကွန်ပျူတာလည်းပါတယ်ပေါ့နော်အဲ့တော့ကွန်ပျူတာရဲ့အကြောင်းသိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကို check လုပ်ကြည့်ပါ computer နားလည်သွားမယ်လို့ကျွန်တော်ကတော့မြင်မျှော်လင့်မိတယ်ပေါ့နော်အဲ့တော့သူကကွန်ပျူတာကဘာလုပ်လဲဆိုတော့ DCD မှာ Shell Sri Putra ရဲ့ ဟိုဘယ်လိုပြမလဲရုပ်ထုကိုသူပထမဆုံးထားတယ်ပြီးတော့အိန္ဒိယရဲ့သူနေတဲ့အုပ်ချုပ်တဲ့အပိုင်းနေမှာသူရုပ်ထုတွေထားခဲ့တယ်ဆိုပြီးတော့ဒီ Harry Vlog ကတော့ဖော်ပြလာတယ်ပေါ့နော်ထပ်ပြီးတော့ပေါ့နော်ဒီအကြောင်းနေနဲ့ပတ်သက်တဲ့အကြောင်းတွေဟာဘာမှဖော်ပြတာလဲဆိုလို့ရှိရင် Repetitive Inspiration ပေါ့နော် Repetitive ကြောက်စာပေါ့နော်အခုနကကျွန်တော်ပြောတဲ့ဘယင်ကနိစကပေါ့ဘယင်ကနိစကလောက်ခဲ့တဲ့ကြောက်စာပေါ့ထုခဲ့တဲ့ကြောက်စာတွေမှာဖော်ပြလာတယ်ဆိုပြီးတော့လေဒီ Harry Vlog ကဖော်ပြလာတယ်ပေါ့နော်ဟိုတကယ်ပြန်ကြည့်မယ်ဆိုလို့ရှိရင် history ကလုံးဝ history ပဲလို့ပြောလို့ရတယ် ရှာတွေ့တဲ့လူကရှာတွေ့နေတော့မယ်ပေါ့နော် endologist တွေအရန်တော်တယ်လို့ပြောရမှာဒီနေရာမှာ credit ကဘလို့ဘသူ့ပေးရမှာဆို handy vlog ကိုပဲပေးရမှာပေါ့နော်ဒါပေမဲ့ဒီရာကဘာသာရေးဖြစ်တဲ့အတွက်ကိုဘာသာရေးထက်ဆိုင်ဒီရာကို knowledge အဖြစ်ရေးပေးကြပါလို့ကျွန်တော်တို့မျှော်လင့်မိတယ်ပေါ့နော် knowledge အဖြစ်အဓိကညင်စေခြင်းနဲ့ဒီရာသည် social knowledge အရာ sharing လုပ်ခြင်းပဲဖြစ်တဲ့ဘသူ့ဟိုမှာထိခိုက်လို့ရင်းယူရချက်မရှိပါဘူးနော် computer ကိုဒါကိုသိစေခြင်းပါတယ် computer ကြီးဒီထဲမှာ အများကြီးအတွင်းကြုံနဲ့အတိညာဉ်နဲ့ပို့ပြီးကျွဲဝါပါမယ်လို့ကျွန်တော်ကတော့မျှော်လင့်မိပါတယ်ဒီဗီဒီယိုက community တွေလုံးဝအသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်မိတယ်ဒီလိုမျိုးအကြောင်းအရာတွေစိတ်ဝင်စားစရာအကြောင်းအရာတွေတွေးနေတဲ့အကြောင်းတခါလိုက်တဲ့ကိုကတွေးနေမယ်တကယ်ဟုတ်ရလားဆိုတွေးနေတဲ့အကြောင်းအရာတွေ community တို့အမြင်မြင်ဖို့အတွက်လည်းကျွန်တော်ကို comment မှန်မိပါအောင်ဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်းဖို့အတွက် channel လေးကို subscribe လုပ်ပါသေးတယ် subscribe လုပ်ပြီးတော့ support လုပ်ပေးပါအောင်နော် community တို့ကြီးကဲနောက်ဝီဒီယိုမှာပြန်တွေ့ကြမယ်နော် community တို့ကြီးအားလုံးလည်းမျှော်လင့်ပါတတ်တာဘိုင်ဘိုင်